အားလုံးစိတ်ပူနေကြမှန်းလဲဥစဉ်ကတိပါတယ်ဗျာနော်ဥစဉ်လာမယ်ဆိုလို့ရှိရင်လေ PDF တွေကဥစဉ်ဟိုဒါဘလို့နီးနေမဆိုသူတို့တွေချောင်းမြောက်မှာကြမယ်ရတဲ့နီးနေဥစဉ်ဟိုသူတို့တွေတုတ်တင်နေတာပေါ့ဗျာနော် ဒါဥစဉ်တရင်ဘယ်လိုပေါက်သွားလဲဆိုတော့ဥစဉ်လည်းမပြောတတ်ဘူးပေါ့ဗျာနော်မန္တလေးပြူကောင်းဆောင်ငပေါက်ကတော့မန္တလေးမြောက်ဘက်15ကီလိုမီတာခန့်သာဝေးတဲ့တောင်ပြုံးရွာကအလှူတစ်ခုကိုဖိတ်တာကို PDF တွေကိုကြောက်လို့မသွားရဲဘူးလို့ပြောလိုက်ပါတယ်မန္တလေး PDF နဲ့စစ်ဆိုင်ထားတဲ့မရရတခွင်ကသူ့ရဲ့ပြူတွေကိုတက်ထွက်မိန်ကုန်းတွေအကြိမ်ကြိမ်ပေးပြီးရဲစေးတင်ပေးလေးရှိတဲ့ပြူကောင်းဆောင်ကသူကိုယ်တိုင်တော့မန္တလေးကနေကီလိုမီတာအနည်းငယ်သာဝေးတဲ့နေရာကိုတောင်မသွားရဲဘူးလို့ဝန်ခံလိုက်ပါတယ်တောင်ပြုံးအလှူပေါ့နော်ပတ်တဆဆွန်ရဲ ဲရဲ့အလူပေါ့ကိုဆွင်ရဲရဲ့အလူကဥစဉ်ကိုဖိတ်ထားတယ်။နော်ဘယ်တဖိတ်ထားတယ်ဥစဉ်အလူကြွားဟိုတော့အဲ့တော့ဥစဉ်ကအလုံးစိတ်ပူနေကြမှန်းလဲဥစဉ်ကတိပါတယ်ဗျာနော်ဥစဉ်လာမယ်ဆိုလို့ရှိရင်လေ PDF တွေကဥစဉ်ကိုဒါဘလို့နီးနေမဆိုသူတို့တွေချောင်းမြောင်းမှာပဲဗျာရတဲ့နီးနေဥစဉ်ကိုသူတို့တွေတုတ်တင်နေတာပေါ့ဗျာနော်ဒါဥစဉ်တည်းဘလို့ပေါက်သွားလဲဆိုတော့ဥစဉ်လည်းမပြောတတ်ဘူးပေါ့ဗျာနော်အဲ့တော့အဲ့ဒီအလူနဲ့ပတ်သက်ပြီးလဲစိတ်နော်အလုံးစိတ်ပူတဲ့အတိုင်းပဲဥစဉ်ဒါမတော်ဖြစ်ဖို့ပါများပါတယ်ဗျာနော်အလူနဲ့ပတ်သက်ပြီးဥစဉ်က မကြွားပြဖို့ပါပဲဥစဉ်များပါတယ်ဗျာเนาะကြွားပြမကြွားပြဆိုတော့မတည်သေးဘူးပေါ့เนาะအဲ့ဒါမကြွားပြဖို့ဟာကများတယ်လို့ပဲဥစဉ်ကပြောချင်ပါတယ်ဗျာเนาะအဲ့တော့ဥစဉ်စိတ်ပူပေးကြရဲ့ဥစဉ်ကိုစိတ်ပူပေးတဲ့အမျိုးတွေအလုံးလဲတကယ်ကိုအတိုင်းထဲမှာကဥစဉ်ဒါကျေးဇူးတင်ပါတယ်ဗျာเนาะအဲ့တော့ဥစဉ်ကိုတမတော်ဝိုင်းရံထောက်ခံနေတဲ့အမျိုးတွေတမတော်ကိုတမတော်ချင်းမြတ်နိုးသူတွေဘာပြောပြောဥစဉ်တို့စိတ်ဓာတ်မကြကြပါဘူးเนาะအခုဆိုလို့ရှိရင်တမတော်ကနေတနည်းတဖုံနဲ့ လှုပ်ဆောင်နေတာတွေအများကြီးရှိပါသေးဗျာเนาะအာငဘဝစားလို့ရှိရင်တော့ဥစဉ်တော့တိုက်စစ်တွေပေါ်ဆောင်လာတယ်လို့ပဲပြောရမှာဒါမှမဟုတ်စစ်တွေဘက်တွေဟိုဘက်တွေကြားနေရောက်စုဘက်တွေကြားနေရတဲ့နေရာလဲတစ်ဖက်လော်ဘီတွေရဲ့တည်င်းစကားတွေပါပဲဗျာเนาะဥစဉ်တော့ခုနောက်ပိုင်းမှာဒီကြောက်ဖြူလို့စစ်တွေလို့တည်င်းနေမတင်ဘူးဆိုတာကကိုယ့်ဘက်ကကြာရှုံးလို့မတင်တာမဟုတ်ပါဘူးဗျာเนาะစီအရာတွေကြောင့်ဥစဉ်တော့မပြောဘဲနေခြင်းတာဖြစ်ပါတယ်ဗျာเนาะစီအရာတွေကြောင့်မပြောဘဲနေခြင်းဖြစ်ပါတယ် အဲ့တော့ဘာပဲပြောဦးစင်းတို့ငငယ်ကပြောခဲ့တယ်နော်အခါလေဆရာဓမ္မပြောတဲ့အရာလေးတွေဦးစင်းတို့ကဝင်ပြောတဲ့အခါမှာဆရာဓမ္မကဘာပြောလဲဆိုတာမင်းနဲ့မတီးဝဲနဲ့ဝင်းဝင်းမပြောနဲ့ကွာတဲ့ဟုတ်လားမင်းတို့ကလေးတွေတိတယ်ဆိုတာတဲ့လူကြီးတွေကိုမမီသေးဘူးပေါ့နော်အခုလဲဦးစင်းတို့တိတယ်တတ်တယ်ဆိုတာကတော့လူကြီးတွေကိုမမီသေးဘူးလို့ပဲဦးစင်းကတော့ပြောကြင်ပါတယ်ပေါ့နော်အဲ့တော့ဦးစင်းတို့ဗမော်တရင်နေပါတရင်နေအကုန်လုံးနေရတော့နော်ဗမော်ဆိုလဲချင်းနေကောင်းတယ်ဆိုတာအားလုံးခင်ဗျားတို့အတိဆုံးပါဗျာနော်